သတင်းကျွလာပြီနေဟာနေသူနေမြတ်လို့ဆိုရမှာပါ။ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်ခொနဝါမြောက်အချိန်ပိုင်းမှာတာဝရိဏနတ်ပြည်ကိုတည့်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရား190ကြာအောင်ဟောပြောပြီး လူပြည်လူလောကကိုပြန်လည်ကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြလာပြီးနေ့ပဲဖြစ်ပါတယ်။ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့ခန္ဓဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လကတိပင်ကြီးအောက်မှာခင်းထားတဲ့ဤဆက်ညံ့ညောတဲ့သကြမင်းကြီးထိုင်တဲ့ပန္ဓုကပလာကြောက်ရှာကြီးရဲ့ ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာရက်60ကြာအောင်တရင်သုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့တယ်။လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်60ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူး။ဒါကြောင့်မို့လို့납ပြေကိုယူပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်60ကြာမြတ်တာဝရိဏ납ပြေမှာဟော။